အားလုံးပဲမင်္ဂလာပါဗျာတခါပြန်လဲတွေ့ရှိကြပြန်ပါပြီဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့ပွဲစဉ်ကတော့ Flyweight တန်မွေထိုင်းပွဲစဉ်မှာရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့အလဲထိုးပွဲချန်တပွဲကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Flyweight တန်ဆိုတဲ့အတိုင်းကျွန်တော်တို့ရဲ့မြန်မာ Lightweight Fighter လေးတန်စင်မိုတာအောင်စတဲ့ Fighter တွေရှင်ပြိုင်ထိုးသက်နေတဲ့ weight တန်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ဟာဘလွတ်တန်စောင့်ကြည့်သွားရမယ့်ပွဲစဉ်ဖြစ်ဖြစ်ပါတယ်ကိုမိတ်ဆက်ပေးနေတဲ့ fighter ကတော့ Dennis Fury ဆိုတဲ့ fighter ဖြစ်ပြီးဒီ fighter ဟာဆိုလို့ရှိရင် World Championship အဖွဲ့အစည်းမှာ ပွဲစဉ်ပေါင်းသူနဲ့၅ပွဲတိရှင်ပြိုင်ထိုးသက်ထားတဲ့ fighter ဖြစ်ပါတယ်။ဘော့စနီးယားနိုင်ငံသား fighter ဖြစ်ပြီးတော့သူနဲ့ရှင်ပြိုင်ထိုးသက်သွားတဲ့ fighter ကတော့ထိုင်းနိုင်ငံသား fighter ဂျာရိုဆာရာဆိုတဲ့ fighter ဖြစ်ပြီးတော့ဒီ fighter ဟာဆိုလို့ရှိရင်တော့ one championship ဖွဲ့စည်းမှာပွဲစဉ်ပေါင်း6ပွဲထိုးသက်ထားပြီးလက်ရှိကတော့ဈေးမှာ၄ပွဲစတိုင်နိုင်ရရှိထားတဲ့4 fight win streak ကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ဆိုတော့ဒီ fighter နူးရှင်ပြိုင်ထိုးသက်သွားတဲ့ပွဲစဉ်ဘယ်လိုများကျန်းတဲ့ပွဲစဉ်တွေပွဲဖြစ်မလဲဆိုတာ ောင့်ကြည့်သွားလိုက်ကြရအောင်ပါ။ဘွဲ့စင်အောင်ဆိုလို့ရှိရင်တော့ဝမ်ချမ်ပီယံရှစ် Friday Fight ပြဦးစံဘွဲ့စင်မှာအင်မတန်ကိုပွဲချမ်းသွားခဲ့တဲ့ပွဲကြီးတွေကတပွဲဖြစ်တယ်လို့ပြောမှာဖြစ်ပြီးတော့ဝမ်ချမ်ပီယံရှစ် Friday Fight ရအီဗန်ပွဲစဉ်ကပွဲတွေဟာဆိုလို့ရှိရင်အင်မတန်ကိုလဲထိုးကျမ်းတဲ့ပွဲစဉ်တွေပဲရှင်ပြိုင်ထိုးသက်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့တကယ့်ကိုကျမ်းတဲ့ဝဲကောင်းပွဲချမ်းတွေကိုပဲစောင့်ကြည့်ကြရတာပဲဖြစ်ပါတယ်ဆိုတော့အဲဒီတွေကမှပွဲစဉ်တွေပွဲဖြစ်တဲ့ဒီပွဲစဉ်ကိုကျွန်တော်တို့ဒူဒူပြန်ပြီးတော့စောင့်ကြည့်လိုက်ကြရအောင်ပါဆိုလို့ရှိရင်လည်းဒီကတော့ Fighter များလုံးကို သူ့ရဲ့တက်ဆိုင်ရဲ့ဂျိုးဝမ်းနစ်စီပြန်သွားခံရပြီးဖြစ်ပြီးတော့ဂျာဂင်ချိန်ပြန်မှာဝယ်စင်စပါတော့မယ်။ကဲစပါပြီ။နန်ကန်တင်းရဲ့ပွဲစဉ်တစ်ပွဲစပြီးတော့ကြည့်လိုက်ကြရအောင်ပါ။အဲပူရစ်ဆိုတဲ့ဖိုက်တာကတော့လည်းငယ်ပို့ပြီးတော့အဲဒီပေါင်ကြီးတဲ့ပုံစံလေးရသူ့အနေနဲ့ကတော့ကြည့်ရမယ်ဆိုရင်135ပေါင်နဲ့ flyweight တန်းမှာရှင်ပြိုင်ထိုးကပ်ကစားတယ်ဆိုပေမဲ့လူကောင်ကတော့လည်းငယ်ပို့ပြီးတော့ကြီးတယ်ရတယ်။အဲဖိုက်တာကခြေကန်ချက်ပေးထားတဲ့တောက်လျှောက်ဒူးတိုက်ပြီးတော့ပြန်ပြီးတော့ကောင်တာထားတယ်ဗျ။ ကန်ချက်ပေးထားတယ်လိုကစ်ကန်ချက်တွေပေးထားတယ်ဗျလိုကစ်ကန်ချက်တွေနဲ့ပဲတရားနဲ့တရားအမှန်ကန်စမ်းတက်နေသေးတယ်ဗျအမှန်ကန်ရိုက်ဟက်လုံးပုံတော့တော်လေးကိုကောင်းတယ်ဗျဖိုက်တာမျိုးလုံးကတော့ညာတန်ဖိုက်တာတွေပဲဗျဘဲချီရှစ်ထုတ်ပြီးတော့ဒါပေမဲ့ဘူးဗျဒီဘက်ကထိုင်းဖိုက်တာကဘဲတန်ဖိုက်တာဗျညာချီရှစ်ထုတ်ပြီးတော့ကစားတယ်ဆော့ပေါ်ကစားတယ်ဖြစ်ပါတယ်ဒီကန်ချက်မြစ်ချေကန်ချက်တွေပေးထားတယ်ကြ။ညံတဲ့ပြစ်ချက်တွေမှန်ကန်ပေးထားတယ်။အမှန်ကန်တဲ့ပြစ်ချက်တွေပေးထားတယ်ကြ။ ဝန်တူဒူးတိုက်ချက်ပေါင်းနေကြဝန်တူတွဲတွဲလုံးမှာသူကဒူးတိုက်ချက်ပါတွဲပြီးတော့တုံးလာတယ်။ဒီခြေကံကြပဲပေးထားတဲ့ပုံပြီးတော့ကန်တယ်လို့ချင်းခတ်တဲ့ style ပေါ့နော်ချင်းခတ်တဲ့ style နဲ့ပုံပြီးတော့ကန်တော့ဒါပေမဲ့တိတ်ပြီးထိရောက်မှုတော့မရှိလိုက်ဘူး။ခြေကံကြတွေပေးထားတာကောင်းနေကြ။ဝိုင်းလို့ဒီတလုံးကောင်းနေရုပ်ဒူးတိုက်ချက်ဟာအပြန်အလှန်အမှန်ကန်ကိုကျွေးနေကြတဲ့ပွဲတွေပဲကြ။ပေါ်လေးကိုကောင်းပါလေ။ ဘက်က time fighter ကတော့ငငယ်ထောက်လက်တီးပြီးပို့ပြီးတော့ဒီကထားပြီးတော့တုံးနေကြထောက်လက်တီးတုံးနေရစ်ချေကန်ချက်တုံးနေ over right hand တုံးနေကြဟောဟောက်ဒီလုံးထပ်ပြီးတော့ကျွေးပြန်ပြီဟောက်ဒီလုံးထပ်ပြီးတော့ကျွေးပြန်ပြီကြရစ်ချေကန်ချက်ပေးထားတယ်ရည်စည်ရောထပ်ပြီးတော့ပေးထားတယ်ဖမ်းမိပြီးတော့ oh my god ပြန်ပြီးတော့ counter ထိုးတဲ့ fighter ကိုပြန်ပြီးတော့ counter ထိုးရပြ1 2 3 4 oh my god လက်ပြီးတက်တော်လေးကိုတိတိမိမိနဲ့ပယ်ပယ်နေနေကိုကင်နေတာဗျာ ိုင်းဖိုက်တာတော်လေးကိုကောင်းတယ်လက်သီးတွက်တယ်ဗျခြေကန်ချက်တွေမန်ကပေးထားတယ်အိုးမိုင်ဂါခြေကန်ချက်တွေထပ်ပြီးဒူးတိုက်ချက်တွေပေးထားသေးတယ်ဗျလိုကစ်ကန်ချက်တွေပေးထားတယ်ဒူးတိုက်ချက်တွေပေးထားတယ်ဗျအိုးမိုင်ဂါဝိုင်းလက်သီးကြီးတစ်လုံးတော်လေးကိုစတယ်ဗျမကန်ပြန်လှန်ကိုလက်သီးချင်းဖလှယ်ပြီးတော့ထိုးတယ်ဆိုတဲ့အနေအထားမှာတော်တော်လေးကိုကြည့်လို့ကောင်းတဲ့အနေအထားဖြစ်နေပါတယ်။ဒီဘက်ကဘော့စနီးယားဖိုက်တာကလည်းတော်တော်လေးကိုကောင်းတယ်လို့ခိုင်းဖိုက်တာကလည်းတော်တော်လေးကိုကောင်းပါ။ ဝိုင်းတဲ့တီးတွေထောက်တဲ့တီးတွေကျွေးထားတယ်ဗျ။နဲငယ်ပို့ပြီးတော့ထိကျက်တာလာတော့ဒီဒူးဖုံတိုက်လိုက်တဲ့ Time Fighter ကနဲငယ်ပို့ပြီးတော့ထိကျက်တာတယ်ဗျ။ဒီထက်တိုက်ခံပြန်ပါပြီ။1 2ဒီတိုက်ချက်တော်လို့ကောင်းတယ်ဗျ။ဒါပေမဲ့ဒီ Time Fighter ကရှောင်းအတင်းဂျက်စီချင်းကြောင့်ရှောင်းတင်းနဲ့ကောင်းတယ်။ဝိုင်းတဲ့တီးလုံးဝင်ထားရထပ်ပြီးတော့ရှောင်းပြီးတော့ပြန်ပြီးတော့ကောင်းတာဘုံမှာဒီချက်တွေအမှန်ကန်ကလေးကကောင်းတာတွေပြန်ပြီးတော့ထိုးနေကြတာဗျ။တော်လေးကိုကြည့်လို့ကောင်းတယ်ဗျ။ပြင်းတဲ့တီးတွေထပ်ပြီးတော့ပေးထားတယ်။ချက်ထောက်ထားတယ် ဖိလစ်ဘက်ကကံကိုဒူရာဝင်တဲ့မှာကံဖြစ်လိုက်ပြီ။ဒီပထမအချီပြီးသွားပြီ။ဗျာပထမအချီမှာတင်ဆက်တော့မောတယ်။တော်ရေးကိုကောင်းတယ်ဗျာ။ကယ်ဒူရီယာချီစောက်ယူရဒူရီယာချီမှာရောဘလို့ထုတ်သက်သွားမလဲ။သာသာချင်းနဲ့ဘော့စနီးယားဖိုက်တာကခြေကန်ချက်တွေနဲ့ပေးထားတယ်ဗျာ။အင်းခြေကန်ချက်ထိုင်းဖိုက်တာပေးထားတယ်။နောက်ထပ်ဘယ်ညာအင်းခြေကန်ချက်ဗျာအင်းခြေကန်ချက်ကောင်မှဘယ်ညာနဲ့သွားတာဗျာ။တော့တိတ်ပြီးတော့မမြင်ဘူးဘယ်ရောညာကိုကန်နိုင်တဲ့ကစားလို့မှာအိုးမိုင်ဂါလက်တီချက်ပြီးတော့လဲကောင်းတယ်ဒီတိုက်ချက်ပြီးတော့လဲကောင်းတယ်ဝိုင်းလက်တီတွေလဲကောင်းတယ်တော့ရှောက်ကိုပဲရှာလိုက်ပြီးတော့ဖိုးထားတယ်ဗျာ ။ Oh my god ညာဝိုင်းလေတလုံးထပ်ပြီးတော့ထိသွားပြီ။မောက်ကပါဇက်ကားတဲ့ဟာကြီးပါတုတ်တရသွားတယ်ထင်တယ်ဗျ။ဘက်ကလည်းဘော်စနီးယားဖိုက်တာလည်းကောင်တာလေးပြန်ပြန်ပြီးတော့ထွက်လာတာကောင်းတယ်ဗျ။ဆက်စချင်းသူကနိုင်မလိုလိုနဲ့အခုနောက်ပိုင်းမှာသူ့ကိုအမှန်ကန်ပြန်ပြီးတော့တင်းနေပြီဗျ။ Oh my god တတိကျတူတော်လေးကိုကောင်းပါလေဗျ။ဟုတ်လက်ဒီကောင်းလိုက်ချက်ကောင်းနဲ့လှမ်းပြီးတော့တွတ်ထားတယ်ချေကန်ချက်တွေပေးထားတယ်ဗျ။ကောင်းနဲ့ချက်တွေပေးထားတယ်ချေကန်ချက်တွေပေးထားတယ်ဗျ။ ဝိုင်းတဲ့ဒီကလုံးတော်တော်ထိပါရဗော်ဂျီးနီးယားဖိုင်တာထိပါပြီမျက်နှာလည်းတော်တော်လေးကိုပွဲပြဲနေကြအမှန်ကပြန်လန်လက်တင်းချက်တွေကျွေးတာမျိုးဘယ်ညာဘယ်1 2 1ဝန်တူလက်တင်းချက်တွေမှန်ကန်ပေးထားတယ်တင်းလက်တင်းရောဗော်ဂျီးရှော့တိုင်းဖိုက်တာတာပြီးကြတယ်ဘဒူးတိုက်ချက်ညာဝိုင်းလက်တင်းဘယ်ဝိုင်းလက်တင်းဗော်ဂျီးရှော့တွေပေးထားတယ်ဗော်ဂျီးရှော့တွေထပ်ပြီးတော့ပေးထားတယ်ညာဝိုင်းလက်တင်းကလည်းညာဝိုင်းလက်တင်းနှလုံးညာဝိုင်းလက်တင်း၃လုံး နောက်ဝိုင်းလက်တီလေးလုံးတူကောင်ရဲ့ချက်ဘယ်ညာလက်တီချက်ပြေအောက်မှာလုံးဝဆိုးတယ်လို့ပဲလူညွတ်ဒူးတောက်ကျသွားပြီဖြစ်ပါတယ်။ဒါလူကြီးမက်ဆင်ကြီးနေပြီဗျ။အဲဒီပြန်ထဖို့ကြိုးစားတဲ့အချိန်မှာပဲတော်တော်လေးကိုထယူနေရတယ်ဗျ။မက်ဆင်တစ်ခါရီပြီးတဲ့နောက်မှာဆိုရင်နောက်တစ်ချက် liver shot ထိသွားတဲ့နောက်မှာဆိုလို့ရှိရင်လုံးဝကိုမရတော့ဘဲနဲ့ကွဲသိမ့်တိုက်ကွက်နဲ့ထိုင်းနိုင်ငံ fighter နိုင်ရရှိသွားပြီဖြစ်ပါတယ်။ဒီ fighter နာမည်ကတော့ Jao Surai ဆိုတဲ့ fighter ဖြစ်ပြီးတော့ ဝါချန်ပီယံရှစ်ရဲ့ flyweight တန်းမှာရှင်ပြိုင်ပိုးသတ်တဲ့ fighter ပါကျွန်တော်ရဲ့မြန်မာလက်ဝဲ fighter တွေတန့်စင်လို့လိုမျိုး flyweight တန်းမှာရှင်ပြိုင်ပိုးသတ်နေတဲ့ fighter တွေအတွက်တော်တော်လေးကိုသတိထားပြီးတော့ဆွဲရမယ့် fighter ဖြစ်ပါတယ်အဲလိုလဲဆိုတော့ဒီလို fighter တွေနဲ့ဒါရှင်ပြိုင်တွေ့ဆုံခဲ့မယ်ဆိုလို့ရှိရင်တော့ပြင်ဆင်ထားတဲ့မြန်မာ fighter တွေအတွက်ဒါမှအချီဒါမှမဟုတ်ဒုတိယအချီမှာပဲအခုလိုမျိုးလဲထိုးခံရတဲ့ကြံစည်မှုမျိုးနဲ့ကြုံတွေ့သွားရမယ်ပါတယ်လို့ပြီးတော့ဒီပွဲတော်ပွဲကတော့အကဲကိုကောင်းခဲ့ပါတယ် ကဲဒီပွဲစဉ်ကလည်းတကယ်ကိုလဲထိုးကြမ်းခဲ့တဲ့မွေထိုင်းပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ဒီပွဲစဉ်ဟာဆိုလို့ရှိရင်တော့ပေါင်ပြ40တန်းကတ်ရှွေတန်းမှတိုးတက်သွားတာဖြစ်ပါတယ်ဖိုင်တာတရားတော့ကတော့ဝိတ်မပြည့်မီဘူးလို့တော့ထင်တာပေါ့နော်ဆိုတော့ကူရှင်တန်းထိုးတက်သွားမယ်ရက်ရှိနေတဲ့ဖိုင်တာကတော့ဒီ Socking Soldier ဆိုတဲ့ဖိုင်တာဖြစ်ပြီးတော့တစ်ခါကတော့ ကမ္ဘော FK Group ဆိုတဲ့ fighter ပဲဖြစ်ပါတယ်ရက်ကူးနဲ့ fighter ကတော့ FK Group ဆိုတဲ့ fighter ဖြစ်ပြီးတော့ရက်က9ပြည်လက်မှာရှိပါတယ်ဒီဘက်က fighter ကတော့ရက်က9ပြည်10လက်မှာရှိတဲ့အတွက်ကြောင့်မလို့ရက်အမောင်းကတော့တော်လေးကိုကွာခြားနေပါတယ်ဗျသောသာလာချင်းဆိုလို့ရှိရင်ပဲရက်ပပူးနဲ့ fighter ကပို့ပြီးတော့ဖိအားပေးပြီးတော့ကစားထားတယ်ဗျဒီဘက်ကရက်ရှိရှိနဲ့ fighter ကတော့ counter ဆောင်ပြီးတော့ထိုးတက်တဲ့ fighter ဖြစ်တဲ့ပုံပဲဗျ fighter ညာလုံးကတော့အဲညာတန်ကစားသမားတွေဖြစ်ပြီးတော့ဘယ်ချေရှစ်ထုတ်ကစားကြတယ်ဗျလိုကိတ်တန်ချက်တွေပေးထားတာကောင်းတယ်ဗျ ်ရကအနီတောင်းကဖိုင်တာကစိတ်ရှိရှိနဲ့ကစားတတ်တဲ့ပုံလေးပြလူကောင်နေထားကတော့အပြာတောင်းကရက်ပူးနဲ့ဖိုင်တာကပိုပြီးတော့ကြီးတယ်ဗျဒါ140ပေါင်ဆိုတော့ဝါကနေပြီးတော့ဖလိုင်းဝေးတန်းကနေပြီးတော့ဝိတ်ကိုလိုတက်လာတဲ့ဖိုင်တာဖြစ်နေဗျဒေဂျာပဲပေါ့ဖလိုင်းဝေးတန်းကဖိုင်တာလေဗျကဲပြာတောင်းကဖိုင်တာက right hand လုံးနဲ့တော့ pressure ပေးလိုက်ပြီဒီဘက်ကရက်ရှိရှိနဲ့အနီတောင်းကဖိုင်တာက ခံစစ်ပုံစံမျိုးနဲ့ကစားနေတယ်ဗျသူကြည့်ရတာကျွန်တော်ပြောသူတွေကကောင်တာစတရိုက်ကာပုံစံမျိုးနဲ့ကစားတာဗျအဖက်နေတယ်ဒီဘက်ကဖိုင်တာကတော့ဘုံဘွားကိုတိုက်စစ်ဖွင့်ပြီးကစားပြီးတော့ချီကန်ချက်ကြီးပြီးတော့ကြောက်ဆိုင်တွေဗျခန္ဓာကိုယ်ကြီးကလည်းကြောက်ဆိုင်ကြီးပေါင်လုံးတစ်လုံးတစ်လုံးနဲတာမဟုတ်ပစ်ကန်လိုက်ရင်လုံးဝမှဲ့ထွက်သွားမယ်ပေါင်လုံးကြီးလူကတန်ချက်တွေပေးထားတယ်။ဘက်ကဖိုင်တာကလည်းတဖြည်းဖြည်းနဲ့ချက်ပြန်ထောက်ပြီးတော့အတက်ကင်ပိုင်းကိုပြန်ပြီးတော့ဆော့လာပြီဗျ။ထောက်ချီကန်ချက်တွေပေးထားတယ်ဗျ။ ောင်းလာပြန်ပြီးတော့ဖိုးရတယ်ဒါပေမဲ့တိတ်ပြီးထိရောက်မှုမရှိဘူးအဘက်ကရက်ပူပူနဲ့ဖိုင်တာကလက်သီးကတော်လေးပြင်းနေကြ Override hand ကြီးတွေတောက်လျှောက်ကျွေးနေတာထိသွားရင်တော့မလွယ်ဘူးပြဒါပေမဲ့ Override hand တွေဆိုရတယ်တောက်လျှောက်ကျွေးလို့မကောင်းဘူးဘာလို့လဲဆိုတော့တစ်ဖက်ကကောင်တာပြန်ထိုးလို့ရတယ်လို့ထိုးပါများပြီးမထိဘူးဆိုလို့ရှိရင်ကိုကလုံးဝကို stamina ကျတ်သွားတဲ့နေထားမှာရှိတယ်ပြဒီရဝိတ်ပူလာတဲ့သူပဲဖြစ်မှာအန်တော်ကြီးရဲ့ minimal ပေါ့။ဝိတ်ကိုပေးထားတယ်။အာ check လုပ်လိုက်တာတော်တော်အီးစိတ်ကောင်းပြီဗျ။ဟောက်လက်ကြီးတွေပေးထားတယ်ဗျ။ ီကန်ချက်တွေပြီးတာကောင်းလို့ရအောင်2ဘူးတိုက်ချက်ပြီးထားရကြချီကန်ချက်တွေပြီးထားတယ်။ဟိုလိုကစ်ကန်ချက်တွေတော်တော်လေးကိုကောင်းတယ်ဗျ။2ချစ်ကန်ချက်တွေပေးထားတယ်။ဒီမှာက1 2လက်ချက်တွေကောင်းနေတယ်ဒီဘက်ကလည်းအတင်းပြန်ပြီးတော့ထိုးပြီးကောင်းတာပြန်ထိုးရဆိုရင်ဒါမှတကောင်ရိုက်ချက်တွေကတော်တော်လေးကိုထိတယ်ဗျ။ဘူရာဟန်လုံးကလည်းပြန်ပြီးတော့ ဝင်သွားသေးတယ်ဗျရက်ပူပူနဲ့ fighter ကကောင်တာပြန်ပြီးတော့ထိုးတာ over right hand လုံးဝင်သွားတယ်ဗျဟိုဘက်ကအနီတော့ fighter ကတော့သူ့အနေနဲ့ခုနကကောင်တာပြန်ပြီးတော့ထိုးရဲဆိုတဲ့အနေထားမှာတာစည်းရသွားလို့ခုလိုလိုက်ပြီးတော့ခိုးနေတာဗျသူထပ်ပြီးတော့ထပ်ပြီးတော့လက်သေးချင်းဖလဲကြပြန်ပါပြီဗျအာကုံကောင်းတယ်လို့လည်းပြောရမယ်ဘာလို့လဲဆိုတော့မေးစီကိုတော့ပြောင်းနေထိသွားရင် short သွားနိုင်တဲ့အကွက်တွေဗျအဲ့တော့သူ့အနေနဲ့ကောင်တာခံပြီးတော့ဆော့နေတာပေါ့နော်လုတ်ကြီးအရင်မကန်ရဲတော့ဘူးအမှန်ကအိုးမင်းရှိကြပြေးတာမထီးပြ Over right hand ပထမချီပြီးပါပြီပထမချီလေးလုံးဝကိုဒါတော့ခင်ဗျားပြီးပါပေးနိုင်တယ်ကြပရက်ရှာကောင်းကောင်းပေးနိုင်တယ်ပောက်ကွဲကောင်းကောင်းနဲ့ဆော့တာဗျာဒုတိယချီကြည့်မယ်ဒုတိယချီမှာတော့ဘလို့ဖြစ်သွားမလဲအောက်ချီကန်ချက်တွေပေးထားတယ်ဂျက်လက်တီထောက်ထားတယ်ထောက်ချီကန်ကြက်တွေပေးထားတယ်ဗျအိုးမိုင်ဂါနိမ့်ကလိုကစ်ကန်ကြက်တွေပေးထားတယ်အိုးထိသွားပြီဗျဘယ်နားထိသွားလဲတော့မသိဘူးအိုးမိုင်ဂါမက်ဆေ့ချ်ရီခံလိုက်ရပြီယူ ကြည့်ရတော့ဒီ right hook တလုံးဝင်သွားတာဖြစ်မယ်ဗျ right hook တလုံးဝင်သွားပြီးတော့ဒူးထောက်ပါထိုင်ကြတာလို့ထပ်ပြီးတော့ oh my god တောင်ရဲ့ချက်ပြီးနှစ်ချက်သုံးချက်လေးချက်အာမရတော့ဘူးညာတောင်ရဲ့ချက်အေးပြီးတော့ရိုက်ရတော့ခေါင်းကန်ပြီးတော့တစ်ချက်နှစ်ချက်သုံးချက်လေးချက်အဲ့လိုမျိုးရိုက်တာဗျာတော်တော်လေးကိုကြည့်လို့ကောင်းတဲ့ပွဲစဉ်တွေကဖြစ်ခဲ့ပါတယ်ဆိုတော့ဒီ fighter တွေက flyweight တန်းမှာထိုးသက်သွားတဲ့ fighter တွေဖြစ်တဲ့အတွက်ကြောင့်ဟိုကျွန်တော်တို့မြန်မာပိတ်သက်တွေနေနဲ့လုံးဝကို ြီးသေးတဲ့ပွဲစဉ်တွေပဲလို့ပြောရမှာပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်ကပြောခဲ့တယ်လို့ပဲဒီ flyweight တန်းမှာတင်းသွားတဲ့ fighter တွေကကျွန်တော်ရဲ့မြန်မာ fighter တွေနဲ့ကြာခင်အချိန်တွင်းမှာပြန်ပြီးတော့တင်းနိုင်တဲ့ fighter တွေပြ။ဆိုတော့ဒီ fighter တွေရဲ့ပွဲကျွန်တော်တို့လွတ်တန်းစောင့်ကြည့်ရမှာပေါ့တော့လုံးဝအမှန်ပဲပြ။